ဆရာကြီးမင်းသင်္ခါရဲ့ပြောပါရင်ပေါင်ပြီးသိမ်းဣစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်း7ဤတို့နှင့်ပင်တနည်းပြည့်မြောက်လာလေတော့သည်တခြားသောဂုံတွေများသည်ပေါင်ပြီးသိမ်းဤတဲ့ကိုဝင်းရန်အတွက်အဝိထေဟောင်းများကိုဝဲကာရွာသားများအားလက်ဆောင်ပေးမည်ဟုအထောက်ကြီးများထုတ်လေသည်တပြေကံရွာတို့ရောက်ရင်တကြီးအိမ်၌တဲခွေတွေရလုံးကိုအဝိထံများဝေလေဤပြီးလင်း၎င်းတို့အားကုန်များရောင်းရန် ဆွေတရားဟောလေတို့ရရင်ရွာသူရွာသားတို့မှာရောက်မိဟုလည်းမပြောမရောက်ဘူးဟုလည်းမပြောဘဲအင်တီတင်လောက်ရနေကြလေသည်ထိုချိန်၌မှာပင်မောင်မီသိန်းကထိုရွာများသို့ရောက်ရှိသွားလေမောင်မီသိန်းနှင့်အတူနာဒရန်လည်းလိုက်ပါသွားလေသည်ရွာသူရွာသားများကမောင်မီသိန်းအားစီးကြိုကြလေကြီးရွာကကာလာသားများကညပိုင်းတွင်လာရောက်၍တပြေကံရွာတစ်နှစ်တစ်ခေါက်အလဲရောက်လာမည်ဟုသောတခြင်းပြင်ဖြောက်ပြေးကြလေသည် ထိုသချင်းကိုနားထောင်ပြီးတည်နေတဲ့ပြိုင်နဲ့တည်းအခြားသောကုံတွေများကလည်းဤရွာများပေါ်၌မောင်မီသိန်းဒီကောင်းစွာခိုင်မာနေပြီဖြစ်ကြောင်းသိရှိနားလည်သွားကြသဖြင့်နောက်တနေ့နဲ့နဲ့၌ရှိုးရှိုးပြန်ကုန်ကြလေသည်ထိုချိန်၌နာဒရန်သည်မောင်မီသိန်းကိုပို၍နားလည်သွားလေ၏ရွာသူရွာသားများကမောင်မီသိန်းအားဟိုကုံတွေတွေကကျုပ်တို့အတွက်အဝတ်ထည်တွေဘာတွေပေးကြတယ်သူတို့ဘာကြောင့်ပေးတယ်ဆိုတာကျုပ်တို့နားလည်ပါတယ်သူတို့ရဲ့အသံနှလုံးကမဖြူစင်ဘူးအလိုရှိတဲ့အတွက်လက်ထိုးတဲ့သဘောပဲ ကိုပြည်သိန်းလုံးမဟုတ်ဘူး။ဒါကြောင့်သူတို့ကိုမရောက်ပါဘူး။ကိုပြည်သိန်းကိုပဲရောက်မယ်ဟုဆိုကမောင်ပြည်သိန်းကိုဒါလင်ကုန်ပစ္စည်းများရောက်နေသည်။နာဒရန်လည်းကောင်းစွာသဘောပေါက်သွားလေ။သဘောပေါက်သည်သာမဟုတ်စေတနာပါပေါက်၍လာသည်ဖြစ်လျာမန္တကြီးထိုး၍အလူကြီးပေးလေတော့သည်။ရာသူရသားများသည်စားတော်ပြီးသောအခါအလူရှင်ကိုပြည်သိန်းတတော်ရာကျော်ရှိပါစေဟု ဆုတောင်းကြလေ။နာဒရန်ဒီထိုချင်းရာကိုကြည့်၍မောင်ပြီးသိန်းအားဒီမှာကိုပြီးသိန်း ဒီဥစ္စာနယ်ကလေးတနယ်သာရှိသေးတယ်။တခြားနယ်တွေကိုဝင်ရင်လည်းဒီလိုပဲအောင်မြင်မှာပဲဒီတော့လုပ်ငန်းတွေကိုတိုးချဲ့ရအောင်အဲ့လိုတိုးချဲ့တဲ့ဥစ္စာကကြုတ်တွယ်တက်တက်ကြီးမဟုတ်ပါဘူးခမရတွယ်လည်းပါပါတယ်။ခမရကိုဆက်တူရှယ်ယာထည့်ထားတဲ့လူတယောက်လိုသဘောထားပြီးထက်ဝက်တီတီခွဲပေးမယ်။ဒီကနေခမရလုပ်ငန်းတွေကိုခမရထူတာကြုတ်တွယ်လည်းလှုပ်တင်တဲ့လောက်လှုပ်ပေးပါဟုပြောလေသည်။ထိုနေ့မှစပြီးမောင်ပြီးသိန်းသည်ရှယာဝင်းကုံတဲကြီးတူဖြစ်သွားလေတော့သည်ထို့နောက်တွင်ကလုပ်ငန်းကိုခွဲ၍ထောင်ကကိုပိုင်လုပ်ငန်းရှင်ကြီးဖြစ်၍ သွားလေတော့သည်ဘောင်ပြိသိန်းသည်ငကူကပင်ဆက်ရင်သဘောရင်ကောင်းသူဖြစ်ပေရာကျေးဇူးရှိသောနာတရန်အတွက်လည်းလောက်ကင်ပေးလိမ့်ဘောင်ပြိသိန်းသည်ပွဲယုံကြီးများကိုပိုင်ဆိုင်လာသည်ပြိသိန်းဟူသောကုမ္ပဏီတစ်ခုကိုတီထောင်လာ၌ထို့ကြောင့်ကြီးမားကျေပြန့်သောခြံကြီးတစ်ချံနှင့်အိမ်ကြီးတစ်ဆောင်ကိုစောက်လုပ်လေသည်ဘဂဝန်ဆိုသောဖိုးကြီးအားလည်း၎င်းနှင့်အတူခေါ်ထားလိမ့်ဤကမြေပြူခဲကို အင်္ဂလိပ်စကားဖြင့် chalk ဟုမခေါ်တတ်သောကြောင့် ကျောင်းမထွက်ပြေးခဲ့ရပြီးအိမ်သူပြန်ကအိမ်မတပံထွက်ပြေးခဲ့သည့်အိမ်ပြေးကျောင်းပြေးကလေးဖြစ်ခါဆက်ကအတွင်သူရောက်ရှိသွားပြီးဆက်ကလူပြဲကလောင်ဖြစ်ခဲ့ပြီးလင်ဆက်ကအလုံးမထွက်ကခြေသလုံးအိမ်တိုင်းဘဝမှနေ၍ချမ်းသာကြွယ်ဝလာသောမောင်မီသိန်း၏အဖြစ်ပြက်များပင်ဖြစ်ပေသည်ဤသို့အလုံးလုံးနေစဉ်အတွင်း၎င်းအင်မတန်မျက်နှိုးလာသောအငိတ်မင်းသမီးကလေးရွှေဘုံမှနေထိတွေ့ဆက်ဆံပုံကြားကိုလည်းတင်ပြရန်လိုပေသည် ။ဗန်ပြည်သိန်းသည်နာဒရန်ထံ၌လုံလုံနေစဉ်အတွင်း၌ရွှေဘုံမ၏အိမ်သို့မကြမကြရောက်လေ၏။ရွှေဘုံမအားမကြခဏဆိုသလိုချစ်ရေးဆိုလေသည်တို့ရာတွင်ရွှေဘုံမသည်ဗန်ပြည်သိန်း၏အချစ်ကိုအလေးအနက်ထားခဲ့ပုံမရပေ။တနေ့တနိုင်ဗန်ပြည်သိန်းသည်ရွှေဘုံမ၏အိမ်သို့ရောက်၏။ရွှေဘုံမ၏အိမ်၌ရွှေဘုံမ၏အထင်းတော်ကြီးဒေါ်စာလည်းမရှိပေ။တခြားသောအစီပါများလည်းမရှိပေ။ရွှေရုံမာတူတဲတာရှိနေသောအခါဖြစ်၏။အော်ကိုပြီးသိန်းလားဟုရွှေရုံမာကနှုတ်ဆက်လေ၏။ ဟုတ်တယ်ရွှေဘုံမကိုပြိသိမ့်လေရွှေဘုံမစီကိုလာရတာကလမ်းကချောင်းဖြစ်တော့မယ်ရွှေဘုံမစီကအဖေကလည်းမရသေးဘူးဟူမမိသိမ့်ကပြောလေထို့ကရွှေဘုံမက ကျမလေးအိမ်မှာဘသူမှမရှိပဲတယောက်တည်းနေရတော့ကိုပြိသိမ့်ရောက်လာတာတိတ်ဝမ်းတာပဲဒေါ်စာကလည်းဖះမှာဥပုပ်ဆောင်သွားတယ်လေအိမ်ကအကောင်လေးတွေကောင်မလေးတွေကလည်းလဲကျင်တယ်ဆိုလို့လွတ်လိုက်တယ်ဟူရွှေဘုံမကပြောလေထို့ကမောင်ပြိသိမ့်စိတ်လိုက် ရွှေဘုံမာကိုနှစ်ယောက်တည်းလွတ်လွတ်လပ်လပ်တွေ့ဖို့အခွင့်ရေးရပြီးအဲ့ဒီအခွင့်ရေးကိုလက်လွတ်လို့မဖြစ်ဘူးငါကျော်တွေ့လို့မှမှတ်နိုင်ကြောင်မဖြစ်တော့မယ်ဟုတွေ့ကရွှေဘုံမာအနီးသို့ကပ်ပြီးလင်ရွှေဘုံမာကျုပ်တိတ်ချစ်တဲ့ဗျာကျုပ်စိတ်တွေမထိန်နိုင်တော့ဘူးဟုပြောကရွှေဘုံမာအာဆွဲယူပွေဖက်၍နန်းရှုပ်လေတော့သည်ထိုကရွှေဘုံမာကမောင်ပြီးသိန်းအားတွန်းထိုးယုံခံပြီးလင်ဒီမကိုပြီးသိန်းရှင်ကကျမအချစ်ကိုဓမြတယူမလို့လား အချစ်ဆိုတာလက်ယုံအာကိုလက်နဲ့အာကိုနဲ့ဓမြတိုက်ယူလို့ရတဲ့ဟာမျိုးမဟုတ်ဘူးဒီတဲ့ဆက်ပြီးရှင်လွန်းလာရင်ရှင်ကိုကျမမုံမိလိမ့်မယ်နော်အခုကျမအနေနဲ့ရှင်းရှင်းပြောရရင်ရှင်ကစင်းရဲမွဲတည်နေတဲ့အတွက်မယူနိုင်တာပဲရှိတယ်ဒါမဲ့ကျမရှင်ကိုချစ်တယ်ချစ်တာနဲ့ယူတာဟာတခြားစီဆိုတာလဲရှင်နားလည်ထားစမ်းပါအဲဒီတော့ရှင်ကိုကျမအနေနဲ့ယူနိုင်အောင်ပဲကြိုးစားစမ်းပါဟုရွှေရုံမကတလုံးချင်းလေးလေးနက်နက်ပြောလိုက်လေသည်မောင်မီသိန်းကခေါင်းငိုက်ဆိုင်ချသွားလေ၏ ထို့နောက်ကျုံမှားပါတယ်ရွှေဘုံမှာကျုပ်ကဘာမှမသိပါဘူးကျုပ်ကဘယ်သူကမှလည်းမချစ်ဖူးဘူးချစ်တဲ့ပညာလည်းကျုံမတတ်ဘူးကျုံမတတ်တဲ့မိကုံပုပ်စာတွေကိုစိတ်လိုက်မှန်ပါဖြေဆိုမိတာပါမိမာရဲ့အချစ်ကိုဒီလိုလုပ်ရင်ရမယ်လို့ကျုပ်ကထင်နေတာကျုပ်ဖြေကမှားသွားပြီပေါ့ကျုပ်ပြန်မယ်ရွှေဘုံမစီကိုငွေချေးကြီးပွားချမ်းသာတဲ့အခါကျရင်တစ်ခါပြန်လာမယ်အဲ့ဒီခါမှာတော့ခမ ्या ကကျုပ်ကိုလက်ထပ်နိုင်ပါပြီကျုပ်ကငကိုကထင်နေတာက ချစ်တာနဲ့ယူတာကအတူတူပဲလို့အောက်မိနေတာဒီလိုမဟုတ်ဘူးကိုမချစ်ဖဲနဲ့လည်းယူကြတယ်ချစ်ရသားနဲ့လည်းမယူကြဘူးဆိုတာကျုပ်သဘောပေါက်ပြီကဲသွားပြီရွှေဘုံမာကြီးဟုဆိုကမမီသိမ့်သည်ချစ်လာစွာသောရွှေဘုံမာကြီးအိမ်မှာအပီးပိုင်ထွက်လာခဲ့ပြီလင်နောက်ထပ်ရောက်ချင်းမရှိတော့ပေမမီသိမ့်သည်ရွှေဘုံမာအားလမ်းစာဖြတ်ပြီးနောက်ထက်ကဆူခဲ့သည့်အချိန်အလုတ်များကိုကြိုးစားပြီးလောက်ကန်ခဲ့ရာ၃နှစ်အတွင်း၌ပင်အံ့ဩဖွယ်ကောင်းလာအောင် ချမ်းသာကြွယ်ဝခြင်းဖြစ်သူရောက်ရှိခဲ့လေတော့တည်းတနေ့တိုင်းပေါင်ပြီးသိန်းသည်၎င်း၏မော်တော်ကားနှင့်ကြည့်မနိုင်ပေါ်ကားရန်ရွှေရုံမိုင်းအိမ်သို့ထွက်ခွာလာခဲ့လေသည်၎င်းဝစ်စင်ထားသောဝစ်စားများမှလည်းလွန်စွာထက်တန်ကြလာပေ၏ကောင်းပေါင်းသောသူမှလည်းပေါင်ပြီးသိန်းစိတ်ကြွေချဲခံထားသောလွန်စွာမြတ်မရေလည်းသည့်အီရာဟင်ဆိုသည့်အိန္ဒိယလူမျိုးတူဖြစ်လေသည်အိဗရာဟင်သည်အင်ညီဖြူပေါင်းမိဖြူတို့ကိုဝိစင်ပြီးမြမစကားကိုလည်းရေးလဲစွာပြောတတ်လေ။ဂီယာထိုးတဲ့အခါမှာ တန်ကလေးတစ်ချက်ပဲမြင်မဲ့ဖြစ်ဖြစ် break နေတဲ့အခါမှာနည်းနည်းကလေးစောင့်သွားရင်ပဲဖြစ်ဖြစ်ကျွန်တော်တို့အလုပ်ထုတ်ပြနေမှာတယ်ဟုအာမခံကအလုပ်ဝင်ခဲ့ခြင်းဖြစ်လေသည်မောင်ပြီးသိန်းဒီကားနောက်တွင်အခန့်အသားပါ၍လိုက်ပါလာခဲ့လေသည်၎င်း၏ driver Ibrahim လည်းမော်တော်ကားကိုကျွမ်းကျင်စွာပေါင်းနေခဲ့လေရွှေရုံမကြီးအိမ်ရှိသို့ရောက်သောအခါတွင် Ibrahim ကကားကိုရပ်ပြီးလင် အောက်သို့ဆင်းကမော်တော်ကားတစ်ကားကို ဖွင့်ပေးလေသည်မောင်မီသိန်းလည်းကားပေါ်မှာအိန္ဒိယရဆင်းလာပြီးလင်ရခင်ကမကြာခဏလှောက်ခဲ့ပြီးတော့ခေါလောင်ကျိုးလေးကိုကာယွင်းလှောက်လိုက်ထိုကားအတွင်းမှလူတယောက်ထွက်လာလေသည်မောင်မီသိန်းကတကားဖွင့်မှာကျုပ်ရွှေဘုံမရဲ့မိတ်ဆွေဟောင်းပါဟုပြောလိုက်အတွင်းမှလူကမောင်မီသိန်းအားရွှေဘုံမှာမရှိဘူးခမရဟုပြောလေသည်ကိစ္စမရှိဘူးလေကြုတ်ဆောင်ပါမယ်တကားဖွင့်စမ်းပါဟုပြောလေသည်မဟုတ်ဘူးခမရဒီမှာရွှေဘုံမှာမနေတော့ဘူးရွှေဘုံမှာကအိမ်ရောက်ပြီးပြောင်းသွားပြီဒီရင်က ကျွန်တော်အကူမြင်းထရိနာဥလာဖေရဲ့အိမ်မှာဟုပြောလိုက်လေထိုကောင်မောင်ပြီးသိန်းကပြောင်းသွားတာဘလောက်ကြပြီလဲဟုပြန်မေးလိုက်လေးနှစ်ကျော်ပြီပြဟုထိုသူကပြန်ပြောလေသည် ထိုကောင်မမေမောင်ပြီးသိန်းသည်ရွှေဘုံမထံသူမရောက်ဖြစ်ခဲ့သောနှစ်များကိုစိတ်ဖြင့်ပြန်တွက်ကြည့်လိုက်ရာငါးနှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်းသိရလေတော့သည်နေဆက်မောင်ပြရွှေဘုံမကဘယ်ကိုများပြောင်းသွားတာလဲဆိုတာခမသိရလားဟုမောင်ပြီးသိန်းကပြန်၍မေးလိုက်ရာထိုသူကရွှေဘုံမဘကုတ်ကို ပြောင်းသွားပြီဗျာ ပဲခူးဆိုင်ခိုင်မှာဟူထူသူကပြောလိုက်လေသည်။မောင်မီသိန်းလဲမော်တော်ကားစီတို့ပြန်လာပြီလင်ကားနောက်ပိုင်း၌ထိုင်လိုက်လေထိုကားဒရိုင်ဘာကဘဲခူးမောင်းရမှာလဲဆရာဟုမေးလိုက်ပဲခူးဆိုင်ခိုင်ရအောင်မောင်းစမ်းကွာဟုပြောလင်အီဘရာဟင်ကလည်းယက်ဆာဟုပြောကပဲခူးပဲစီတို့မောင်းနှင်လေတော့သည်။မောင်မီသိန်းဒီတန်းလုံးလိုလိုရွှေရုံမနဲ့ပတ်သက်၍စဉ်းစားလိုက်ဘဲနဲ့ကြောင့်ဒီအင်ကြီးကိုရောက်ပြီးပဲခူးပြောင်းသွားရပါလေရွှေရုံမကအပြူမဟုတ်သေးရဲ့လားအိမ်တော်များ ကြာသွားပြီလားဟုတွေးတော်မိလေသည်အိဗရာဟင်သည်ညနေချင်းဆိုင်မှလာသောကားများကိုကျွမ်းကျင်စွာရှောင်တင်း၏မိမိရှိရှိကားများကိုခွန်တစ်ချက်ပေးလိုက်ကြော်တက်လိုက်လှုပ်လေသည်မာမီသိန်းသည်ဘကိုးသူရောက်ရန်စိတ်စောနေသည့်အလျောက်တီးထက်မမြန်တော့ဘူးလားအိဗရာဟင်ဟုမေးလိုက်ရာအိဗရာဟင်ကစိတ်ချပါစရာမိနစ်30တွင်ရောက်ဖို့ကျွန်တော်တောင်းဝန်ယူပါတယ်ဟုဆိုကာဆက်ကုံဖွင့်၍မောင်းနေတော်သည်တို့ရာတွင်မောင်မီသိန်း၏စိတ်နိုင်မှုမော်တော်ကားသည်နှင်းမြန်းနှင်းနေ၏ ကားလုတ်သောကုမ္ပဏီများသည်ယခုထက်ပို၍မြန်အောင်မလုပ်နိုင်လေရော့သလားဟု၍လည်းအပြစ်တင်မိလေသည်။အီဗရာဟင်သည်လီဘာကိုနင်း၍မော်တော်ကားကိုလေရင်ပြန်အမှတ်ဖြင့်မောင်းလေတော်သည်။ဤသို့နှင့်ပင်ဘကိုးသို့ရောက်ရှိလာ၏။ဘကိုးသို့ရောက်လျှင်ဇိုင်းကနိုင်ဘက်စီသို့မောင်းလေသည်။ဟိတ်ကောင်အီဗရာဟင်ရှောက်ပြီးမောင်းမနေနဲ့ကွာ။အငိမ်မင်းသမီးရွှေဘရုံမအိမ်ဘဲမှာလဲလို့နေတဲ့ပါပါမေးပါအောင်လားဟု။ဗန်ပီသိန်းကငောက်လိုက်ရာအီဗရာဟင်ကလည်း yes ဟုဆိုကား လမ်းမှာတွေ့သည်မလူများကိုရွှေဘုံမအိမ်တိပါသလားဟုမေးလေ။ဒေါ်ကြီးတယောက်ကမူရိုးရိုးဘုံမှာပဲတိပါတဲ့တော့ရွှေဘုံမှာတော့မတိပါဘူး။ရိုးရိုးဘုံမှာဝယ်ခြင်းတော့ဈေးမှာရတာပဲဟုပြောသည်ဖြင့်အီဘရာဟင်ကလည်း၎င်းနှစ်ဖူးကို၎င်းဖာသာရရင်တိပါတော့တော်ရဲ့ကျွန်တော်ကအငြိမ်းမင်းသမီးရွှေဘုံမှာကိုမေးတာအတော်ကဘာတွေလျှောက်ပြောနေတာလဲဟုပြောလိုက်လေရဒေါ်ကြီးကရှက်ကိုရှက်ကန်းဖြင့်ငါဘာလို့တရားမှာတော့နင်းမေးတာကိုကတပုတ်ဦးလာမေးတာကိုဟုပြောလိုက်လေ အီဘရာဟင်လန်မော်တော်ကားကိုဆက်၍မောင်းလာပြီးလေလူကြီးတို့နှင့်မျက်နှာချင်းဆိုင်တွေ့တော့ကားကားကိုရက်၍ဥလိရွှေဘရုံမှာရှိတဲ့နေရာကိုညွှန်ပြပါဟုပြောလျာကြားထဲမှာတော့ကြာပြူကြာနီကြာညူကုမုဒ္ဒရာကြာဘရုံမှာကြာရဲလို့ကြာမျိုးငါးပါးရှိပါတယ်ကိုလူရဲ့ကျုပ်တောင်ဟိုတလောကအာပေါ်စီဖို့ဟိုကြာမျိုးငါးပါးရဲ့ဝိဇ္ဇန်နေယူခဲ့သေးတယ်ကျုပ်လည်းအသက်60တော့ရှိပါပြီခါရွှေဘရုံမှာဆိုတော့မကြဘူးပေါင်ပြဘာလို့ဖို့လဲစီးဖို့ဖို့ရှာနေကြတာလားဟုပြန်ပြောလိုက် ဒီလိုက်ပါတော့ဦးလျာဟုပြောဆိုက၎င်းနှစ်ဖူးကို၎င်းဖာသာလက်ပြင်ရိုက်ပြန်လေအတီတာကအเจ้าမဟုတ်ပါဘူးပြကိုလူရတတဝါဆိုတာကမမြဲတဲ့သဘောအနှိမ့်စာသဘောရှိတယ်အကျုပ်လည်းသဘောပေါက်ပါတယ်ဟုပြောလေထိုကအီဘရာဟင်ကတရားဟောခြင်းလို့လားဖုန်ကြီးကြောင့်သွားဟောဓမ္မယုံသွားဟုဆိုကကားကိုဆက်မောင်းလာဤပေါင်ပြီးသိန်းကမူအီဘရာဟင်အားမိမေးတာတော့မှမကြပဲကွာအငိမ့်မင်းသမီးရွှေဘုံမအိမ်ဘယ်မှာလဲလို့မိပါလားကွာဟုစူပူလိုက်လေသည် ထိုခိုင်းနိုင်ပြီးလူတယောက်မျက်နှာချင်းဆိုင် တွေ့ရပြန်လျာအီဗရာဟင်က မော်တော်ကားကိုရက်၍ဒီမမိတ်ဆွေအငယ်မင်းသမီးရွှေဘုံမကိုသိပါသလားဟုမေးလိုက်ထိုကားထိုလူကအော်သိတယ်သိတယ်ဒီဘက်မှာမဟုတ်ဘူးဗျတုံးပြားလန်းထဲမှာသူ့အင်ကတိတာပါတယ်ချောင်းဆက်ကလေးနာမှာဟုလမ်းညွန်လိုက်လေသည်အီဗရာဟင်လည်းမော်တော်ကားကိုပြန်ကြွေ့၍ခုမှပဲနတ်လမ်းညွန်နဲ့တွေ့တော်တယ်ဟုဆိုကပေါင်းတင်လေတော်သည် လောင်ပြည်သိန်းတို့ဘော်ဒါကဒီတုံးဖျားလန်းတို့ဝင်သွားပြီးနောက်ချောင်းရိုးကလေးတစ်ခုတို့ရောက်တော့ကရွှေဘရုံမှာအငိမ့်အဖွဲဟူသောဆိုင်းဘုတ်ကိုတွေ့ရလေသည်။အီဗရာဟင်သည်မော်တော်ကားကိုရပ်၍ကားတကားကိုဖွင့်ပေးလိုက်လေသည်။လောင်ပြည်သိန်းလည်းမော်တော်ကားပေါ်မှာဆင်း၍ရေတိုင်ကီနဘေးတွင်ဝှေ့လျှော်နေသောဒေါ်စာကရွှေရွှေရဲ့ပွိုင်းကားလာတယ်ဟေ့ဟုအာရဝန်သားဖြင့်အိမ်တွင်သို့လှမ်းအော်လိုက်ရွှေဘရုံမှာလည်းအိမ်တွင်မှထွက်လာလေသည်။မောင်မီသိန်းအားကောင်းစွာမမတ်မီပဲ။ကြွပါရှင်ကြွပါဟုပြောလေ၏။ ။မမီသိန်းဒီအိမ်ဘက်သို့ရှောက်လာခဲ့လေရာဒေါ်ဆောင်အနီသို့ရောက်တော့ကပွဲငါမလို့မဟုတ်ဘူး။ရွှေဘုံမကိုတခါတည်းခေါ်တော်မလို့ဟုခတ်တူတူပြောလိုက်ရာဒေါ်ဆောင်လည်းအဝိရှော်နေရာမှာဆက်ခနဲလှည့်ကြည့်လိုက်။မမီသိန်းကိုလည်းမှတ်မိသွားလေသည်။ထို့ကြောင့်အော်လက်ဆက်သက်တော်မင်းကိုလက်ဆက်သက်ပြီလားဒေါ်ကြီးဟုမမီသိန်းကပြန်မေးလိုက်။ဒါတော့ကြောက်မသိဘူး။ရွှေရွှေနဲ့တွေ့မှမေးပေတော့ဟုပြောလေသည်။ ရွှေရုံမှာလည်းဒေါ်စာနဲ့အချီချစကားပြောနေသောပွဲငါဆိုသူကအသေးချာကြည့်လိုက်ရမောင်ပြည်သိန်းဖြစ်ကြောင်းကောင်းစွာမှတ်မိသွားနေတော့သည်။အော်ကိုပြည်သိန်းကိုဟုရွှေရုံမှာကပြောလိုက် ဟုတ်ပါတယ်ရွှေရုံမှာကျုပ်လေးဘောဂါတန်းကအိမ်ကိုရောက်ခဲ့သေးတယ်။အဲ့ဒီကနေမှစုံစမ်းပြီးလိုက်လာခဲ့တာဟုရွှေရုံမှာကို ပြောလိုက်လေ။ထို့နောက်ရွှေရုံမှာခင်းပေသောတင်မြူပြပေါ်တွင်ထိုင်လိုက်လေသည်။မောင်ပြည်သိန်းကရွှေရုံမှာအိမ်ပြန်လာကိုစိတ်စီကြည့်ပြီးလင်း အလိုလိုနဲ့ရွှေပုံမာနဲ့ကျုပ်မတွေ့ကြတာ၅နှစ်ကျော်ခဲ့ပြီးချစ်တော်ချစ်တယ်မယူနိုင်ဘူးဆိုတဲ့ရွှေပုံမာရဲ့ခပြယူနိုင်အောင်ကျုပ်စူးစမ်းခဲ့ပါပြီဟုခက်ပိုင်ပိုင်ပြောလိုက်လေသည်ခုပြီးသိရဲ့၅နှစ်လောက်ကွဲကွာနေကြတာတွေ့တွေ့ချင်းဒီစကားပြောရသလားဟုရွှေပုံမာကပြောလေအကျုပ်တော်ဒီစကားပဲပြောချင်တယ်ဒါကြောင့်ပြောလိုက်တာပဲဟုပြောလိုက်လေရ၅နှစ်တွင်ရွှေပုံမာတော့အတော့ကိုစင်းရဲနွမ်းပါသွားတယ်ဟု ပြန်ပြောလေအေးလေအဲ့ဒါဘာဖြစ်တယ်လဲ၅နှစ်တွင်မှကျုပ်ကချမ်းသာလာပြီး ရွှေရုံမှာကျုပ်ကိုမကြာခဏပြောခဲ့တဲ့ချမ်းချမ်းသာသာဆိုတဲ့စကားလေးအခုကျုပ်မှာရှိနေပြီဟုမောင်ပြီးသိန်းကပြောလိုက်အေးအေးဆေးဆေးပြောကြတာပေါ့ကိုမိသိန်းရဲ့ဟုရွှေဘုံမာကပြောလိုက်လေရာဟာအေးဆေးလို့မဖြစ်ဘူးဒီကိစ္စကအေးအေးဆေးဆေးပြောရမယ့်ကိစ္စမဟုတ်ဘူးစိတ်မှာပြင်းထန်ဆုံးခံစားရတဲ့ချစ်ဝေဒနာကြောင့်ပြောတဲ့ဥစ္စာဘာကြောင့်အေးအေးဆေးဆေးပြောရမှာတော့ရွှေဘုံမာရဲ့ဟုမောင်ပြီးသိန်းကပြောလိုက်ရွှေဘုံမာဒီဒေါ်စာစီတို့လှမ်းကြည့်လိုက်လေဒေါ်စာကဆက်လက်ဖွာ၍နေလေသည် ဒေါ်ဇာဤရော်လက်ဆဝင့်စားများကိုအီဘရာဟင်ကဝင်၍ရှော့ပေးနေထို့ကြောင့်ရွှေဘုံမကကြည်စမ်းပါအောင်ဧည့်သည်ကအဝတ်တွေဝင်းလျှော်နေပြီဟုအားသာတော်လီတန်ဖြင့်ပြောလိုက်လေရာဒေါ်ဇာကလည်းငါကလည်းပြောပါတယ်ရွှေရွှေရဲ့သူကငါကိုသူ့အတော်နဲ့တူလို့ဆိုပြီးရှော့ပေးနေတာပဲဟုပြန်ပြောလေသည်။မောင်ပြီးသိန်းလည်းဒေါ်ဇာအားအတော်အိမ်မော်ကိုခဏကြွပါအောင်ဟုခေါ်လိုက်ရာဒေါ်စာလည်းအိမ်မော်သို့တက်လာလိမ့်ဒေါ်စာအိမ်မော်သို့ရောက်လာလိမ့်ဘာမီသိန်းကအခုကျွန်တော်လာတဲ့ကိစ္စကရွှေဘုံမကိုလက်ထက်ချင်လို့ပါ လွန်ခဲ့တဲ့9နှစ်လောက်ကတော့ကျွန်တော်ကိုရွှေဘုံမှာကချစ်တော်ချစ်တယ်လို့ဝန်ခံပြီးပါပြီ။ဒါပေမဲ့ကျွန်တော်ကအဲ့ဒီတုန်းကစင်စင်ရဲရဲဖြစ်နေတဲ့အတွက်ယူတော့မယူနိုင်ပါဘူးလို့သူကပြောပါတယ်။အခုကျွန်တော်ချမ်းချမ်းသာသာဖြစ်နေပြီ။အတော်ရောရွှေဘုံမှာရောရန်ကုန်ကိုလိုက်ပြီးလဲကြပါ။အတော်ကလည်းကျွန်တော်ဘက်ကကူပြီးပြောပေးပါကျွန်တော်ရွှေပြုံမကိုလက်ထပ်ချင်တယ်ဟုမောင်ပြီးသိန်းကပြောလိုက်လေထိုကဒေါ်စာကဒါကတော့မင်းတို့လူငယ်ချင်းကိစ္စပဲမင်းတို့ဖာသာပြောကြခွဲဟုပြောလေ မာမီသိန်းလဲရွှေဘုံမအားလက်ထက်ရန်စကားကိုမပြောတော့ဘဲရန်ကုန်သို့အလယ်လိုက်ရန်ဖိတ်ခေါ်လေတော့သည်ရွှေဘုံမကနှက်ပြန်ညံ့နေတွင်ဆေးလိခုံပိုင်ရှင်တို့ဤသာမင်္ဂလာဆောင်၌ဧကံကပြရမည်ဖြစ်ကြ။ထိုနေ့ညကပြနိုင်ရန်အတွက်အင်ကြီးကိုကိုယ်တိုင်ချုပ်လုံနေရကြောင်းဆိုင်ကိုအပ်ပါကလည်းအချိန်မမီတော့ကြောင်းထို့ပြင်အင်ကြီးမှာအစ်တကိုချုပ်ခြင်းမဟုတ်ဘဲတပတ်ရည်များကိုပြန်လဲ၍ပြင်ဆင်ခြင်းဖြစ်သောကြောင့်အင်ကြီးချုပ်ဆိုင်များကလည်းချုပ်ပေးလိမ့်မည်မဟုတ်ကြောင်းအကြောင်းပြ၍ အာမီသိဤဖိတ်ခေါ်ချက်ကိုညှင်းဆန်လေသည်မဟုတ်ပါဘူးရွှေရုံမရဲ့ကာယာမာကနဲ့ပြန်ညံ့နေမှာပါရွှေရုံမရဲ့ထုတ်လက်စာအင်ကြီးကိုလည်းယူခဲ့ပါလမ်းမှာကားစီးရင်းနဲ့လည်းချုပ်နိုင်တယ်ကိုပြည်သိအိမ်ရောက်တော့လည်းချုပ်နိုင်တယ်ကိုပြည်သိရွှေရုံမအင်ကြီးချုပ်တဲ့နာမှာထန်ပြီးပြောချင်တာတွေပြောစမ်းပြရစီဟုဗာမီသိကအနှူးညွတ်တောင်းပန်ပြောဆိုလေသည်ထို့ကြောင့်ရွှေရုံမလည်းလွန်စွာအာနာ၍သွားလေထို့ထဲတွင်ဒေါ်စာကလည်းရွှေရွှေရဲ့ဒီလောက်တောင် တောင်းပန်နေမှာတော့ အလဲလိုက်တင်ပါတယ်မောင်ပြီသိန်းကတခြားလူပါမဟုတ်ပဲမိဟောင်းဆွေဟောင်းကြီးပဲဟုပြောလေသည်ရွှေရုံမှလည်းမငင်းလာတော့ပဲမောင်ပြီသိန်းခေါ်ရသူလိုက်ပါလာခဲ့လေသည်မောင်ပြီသိန်းဒီမော်တော်ကားဤနောက်ပိုင်းတကားကိုကိုတိုင်ဖွင့်ပေးပြီးလင်းရွှေရုံမှနဲ့ဒေါ်စာကိုတက်စေ၏၎င်းကမူရှိကနေထိုင်လေသည်အီဘရာဟင်ကကားမောင်းကန်နေတွင်ရွှေရုံမှဘက်သူလှဲ့ကအမကြီးကားပေါ်မှာအင်ကြီးချုပ်ပြီးလိုက်ပါလာနိုင်ပါတယ်ကျွန်တော်ကားပေါင်းတာအင်တန်ညင်တာပါတယ်တစ်ချက်ကလေးမဆောင်စေရပါဘူးဟုပြောဆိုက ကားကိုမောင်းနေတော့သည်ရွှေရုံမှလည်းတီလက်စာအင်ကြီးကိုဆက်၍တင်းရင်လိုက်ပါလာခဲ့လေသည်မောင်မီသိန်းကမူစကားထူးထူးထွေထွေမပြောဘဲရွှေဘုံမအချောင်းကိုစဉ်းစားရင်းလိုက်ပါလာလေသည်ဒေါ်စာနှင့်အီဗရာဟင်တို့သာလင်အောက်ပါတိုင်းကြီချပြောဆိုလာခဲ့လေ၏ဟောဒီအီဗရာဟင်ကအသားမဲ့သလောက်စိတ်ကောင်းရှိပုံရတယ်ဟုဒေါ်စာကပြောလေသည်အာအသားမဲ့ပင်မဲ့ဗရံများခဲ့ဆိုတာကျွန်တော်လူလူမျိုးကိုပြောတာပေါ့ဒေါ်ရဲ့မဲတဲ့အသားများကအတော်ညက်တယ်ဒါကြောင့် ျွန်တော်နဲ့တည်တဲ့မိန်းကလေးတွေကအသားလဲညက်စကားလဲတွတ်တဲ့ကိုအီလို့ခေါ်ကြတယ်ဟုအီဘရာဟင်ကပြောလေသည်ဟာကမ္ဘောဝါဖတ်မဲ့ကောင်းမဲ့ဟေးဟုဒေါ်ဇာကပြောလေရာအာကမ္ဘောဝါတောင်ရိုးရိုးကမ္ဘောဝါမဟုတ်တော့ရေမကြီးစေကမ္ဘောဝါဖတ်ချင်တာဟုအီဘရာဟင်ကပြန်ပြောရာမင်းတန်ကွဲစကားတက်ရန်ကောဟုဒေါ်ဇာကပြောလေစကားတက်တာလည်းမပြောနဲ့တော့ရေကျွန်တော်ဖေကကိုရွှေခဲ့တဲ့လူမဟုတ်ဘူးချက်တူ၍ကျွန်တော်အမေကတားလိကားတဲ့ဒီတော့ ကျွန်တော်ကစကားတက်ရော်ပေါ်တော်ရဲဟုအီဘရာဟင်ကပြောလိုက်ရာဒေါ်စာကမိနဲ့ကွဲကြံကြီးစီရာဟုတာဟာဟာရှိမောလိုက်လေတော့သည်မမီသိန်းဤမော်တော်ကားကြီးသည်ကန်တော်ကြီးဤရှိကြီးမားကျယ်ပြန့်သော ခြံကြီးအတွင်သို့ဝင်သွားလေဒေါ်စာသည်ခြံဝင်းကြီးကိုမျက်စိကစား၍ကြည့်နေလေသည်ခြံဝင်းကြီး၏နောက်ပိုင်းကြကြတွင်ဆောက်ထားသောတိုင်ကြီးကိုလည်းဒေါ်စာကသတိပြုမိရွှေပြုံမာကမူခြံကြီးနှင့်တိုင်ကြီးကိုအင်းပြလောက်စိတ်မဝင်စားပြီး ချန်ဝင်ဝအုတ်တိုင်တွင်ကြောက်ပြပြင်ထွင်း၍ထဲထားသောဥပီသိန်းဆိုသည့်ဆိုင်းပုတ်ကိုပို၍စိတ်ဝင်စားမိလေသည်။အီဗရာဟင်သည်မော်တော်ကားကိုစင်ဝင်အောင်၌ညင်သာစွာရက်လိုက်လေ၏။မောင်ပီသိန်းသည်မော်တော်ကားရက်သည့်အခါတွင် ကားပေါ်မှစင်က မော်တော်ကားတကားကိုဖြန့်ပေးလေသည်။ရွှေရွှေစင်ပါလွတ်လွတ်လပ်လပ်အနားယူပါဟုမောင်ပီသိန်းကပြောဆိုလေသည်။မောင်ပြီသိန်းသည်ရွှေဘုံမာနှင့်ဒေါ်စာအားအိမ်တွင်းသို့ခေါ်သွားလေ၏။အိမ်တွင်း၌ကဖိတ်ဖိတ်တောက်မြအယောင်ထွက်နေ၏။နေရာအစီကောသောရှည်ကြီးများခင်းထား၏ ဆင်းဆွဲပပုလက်ရများစီစည်းပကြီကားကြီးများ၆ပန်းအိုးကြီးများဖြင့်အိမ်ကိုအလှပြင်ဆင်ထားလေသည်ဒေါ်စာကတန့်အပ်တော်ငီးဘောကြီးရှုနေ၏ရွှေဘရမာကမူထိုရာများကိုစိတ်ဝင်စားဖို့မရပေမောင်ပြီးသိန်းသည်စေပါတူးကိုခေါ်၍ရွှေဘရမာနှင့်ဒေါ်စာတို့အစာပြေစားရန်အတွက်စီမံခန့်လေ၏ထို့နောက်ခြံထဲတွင်ရွှေဘရမာအနားယူရန်အတွက်ကလထိုင်များ၎င်း၏အင်ကြီးထုတ်ရန်အတွက်အချုပ်ဆက်တစ်လုံးကိုလည်းချပေးလေသည် အချုပ်ဆက်အနီးတွင်ဇပွဲကုံတစ်လုံးနှင့်ကပ်ကြီးပေကျိုးစသည်တို့ကိုချပိတ်ကဲမတ်ရွှေပရုံမှာအနာယူရင်ခမအင်ကြီးကိုတီလိုတီညက်လိုညက်ချုပ်လိုချုပ်ဖြတ်လိုဖြတ်လွလွလက်လက်ကြီးနေပြီတော့ဟုဗန်ပြည်သိန်းကပြောဆို၍ရွှေပရုံမှာအနီးမှထွက်ခွာသွားလေသည်တနာယီခန့်ကြောကြောကြာတွင်ဗန်ပြည်သိန်းသည်ရွှေပရုံမှာအနီးသို့မြောင်များလှစွာသောအထုပ်များနှင့်တူရောက်ရှိလာလေ၏ရော့အော်ဒီမှာမတ်ရွှေပရုံမှာဈေးကသွားပြီးအထဲစားတွေဝယ်လာခဲ့တာဟုဆိုကား စပွဲပေါ်သို့အထုပ်များကိုတင်လေသည်ပြီးလင်ရွှေရုံမ၏ပခုံးကိုပေချိုးဖြင့်ယူ၍တိုင်းလေလက်ကိုလည်းတိုင်းလေသည်ခါကိုလည်းတိုင်းလေရွှေရုံမသည်မောင်ပြီသိန်းလှုပ်သည်များကိုဦးကြောင်ကြောင်ဖြင့်ကြည့်၍နေလေသည်ထိုချိန်၌မှပင်အီဗရာဟင်ကအနာသို့ရောက်လာပြီးလင်အားလုံးအစဉ်သင်ဖြစ်ပြီးစရာဟုပြောလေကဲမတ်ရွှေဘုံမထမင်းစားကြရအောင်ဟုဆိုကထမင်းစားကန်းစီတို့ရွှေဘုံမအားခေါ်ဆောင်သွားလေသည်အီဗရာဟင်လည်းဒေါ်ဆာကိုခေါ်၍လာလေ၏ထမင်းစားစပွဲကြီးပေါ်တွင် လှပပြောင်းလဲသောပကံများစုံများသမင်းအုပ်ကြီးများနှင့်မြောင်များစွာသောဟင်းရံများကိုပြင်ဆင်ထားလေသည်ပြီးလင်းမောင်ပြည်သိန်းကိုယ်တိုင်ရွှေရုံမ၏ပကံတွင်သို့သမင်းများခုထည့်ပေရွှေရုံမကြိုက်မီထင်သောဟင်းများကိုလည်းခတ်ထည့်ပေလေသည်ဒေါ်စား၏ပကံတွင်သို့လည်းအီရာဟင်းကသမင်းများခုထည့်ပေ၏မောင်ပြည်သိန်းကကဲရွှေရုံမတို့တူဦးနှစ်ယောက်စားနေကြပြီတော့ကိုပြည်သိန်းကအလောက်ရှိသေးတယ်ဟုပြောပြီးလင်းအီဘရာဟင်းအပါဝင်အခြားသောလူများအားသမင်းစားကမ်းမှထွက်ခွာသွားရန်ချက်ပြလိုက်လေသည် မောင်ပြီသိမ့်မှာတဘာတဲ့စပါလာကွယ်ဟုဒေါ်စာကပြောလေအာဒေါ်စာတို့ပဲစားနေကျွန်တော်အလောက်ကလေးရှိလို့ပါဟုပြောပြီးလင်ခြံတွင်းသို့ဆင်းသွားလေသည်ခြံတွင်းသို့ရောက်သောအခါအထုပ်များတွင်မှပန်းနူရောင်ပိုးစာကလေးကိုထုတ်၍မောင်ပြီသိမ့်သည်ရွှေဘုံမအတွက်ထမသိမ့်အင်ကြီးကလေးတစ်ထည်ကိုညှက်လေသည်ပြီးလင်ထား၍ချုပ်၏မောင်ပြီသိမ့်သည်ဘူရာကြီးတင်ပေးထားသည့်အားလျော်စွာအချုပ်လုံး၌လွန်စွာကျွမ်းကျင်လေသည်ထမသိမ့်အင်ကြီးကလေးကိုကိုယ်တိုင်စိတ်တိုင်းကြလက်ချုပ်ချုပ်လေသည် ရွှေရုံမာတို့တူရီးသည်လွတ်လပ်စွာစကားပြောရင်းစားတောင်းနေကြ၏ဒေါ်စာကမြင်းခွာရက်တုပ်ကိုဝါရင်မောင်ဝီသိန်းကိုစပြီးမြင်းကလေးကငါတိပါတယ်ဒီကောင်ကလေးကနဲ့နဲ့ရရတော့မဟုတ်ဘူးတနေ့မှချွန်လာလိုက်မယ်ဆိုတာသိပြီးသားငါဒီလောက်လူခဲခဲမညံ့ပါဘူးဟုပြောလိုက်လေသည်ရွှေရုံမာကမူတစုံတရာပြန်မပြောဘဲပြုံးနေလိုက်ထိုကဒေါ်စာကဆက်လက်၍ရွှေရွှေညီတော်ကန်စားတာတက်လာပြီနေချင်းညာချင်းရဲနာပုံဆိုင်တဲ့ဂိမ်းကအခုရောက်လာပြီဟုပြော၏ ရွှေဘုံမာကမူဒေါ်စာဤစကားကိုကန့်ကွက်ခြင်းလည်းမရှိထောက်ခံခြင်းလည်းမရှိပဲပြုံးလိုက်ပြန်လေသည်ထမင်းစားပြီးသောအခါတွင်ရွှေဘုံမာကခြံတွင်းသို့ဆင်း၍လာလေသည်ခုံတန်းပေါ်တွင်ဒူးတစ်ဖက်ထောင်၍အင်ကြီးချုပ်နေသောမောင်မီသိန်းကိုတွေ့လေရွှေဘုံမာသည်မျက်လုံးပြူးသွားလေမောင်မီသိန်းအနီးသို့ခတ်တုတ်တုတ်လျှောက်၍လာပြီးလင်ခုပြီးသိန်းဘာရီလုံးနေတာလဲဟုအလန်တကြားမေးလေ၏မောင်မီသိန်းကပြုံးလျက် ရွှေဘရုံမှာဝိဖို့ထမသိအင်ကြီးကလေးတစ်ထည်ချုပ်နေတာပြီးပါပြီအဲ့ဒီအင်ကြီးကလေးယူသွားပြီးကျုပ်စီကိုဝစ်လာခဲ့စမ်းမှာဘာလို့လဲဆိုတာကြည့်ရအောင်ပေါ့ဟုပြောဆိုကအင်ကြီးကလေးကို ပေးလိုက်လေသည်ရွှေဘရုံမှာလည်းအင်ကြီးကိုယူရွထွက်သွားပြီးလင်ဒေါ်ဆာအားခေါ်လေရွှေဘရုံမှာလည်းဒေါ်ဆာအားအင်ကြီးကလေးကိုပြလိုက်လေဘာလဲရွှေရွှေဟုဒေါ်ဆာကမေးလိုက်ရကျမအတွက်အင်ကြီးလေးကိုပြီးသိမ်းချုပ်ပေးတာ ကျမတို့ထမင်းစားနေတဲ့သူ့ဘာသာသူချုပ်သူ့ဘာသာသူညက်တယ်ဟုရွှေရမကပြောလိုက်သူကတော်စားကငါမပြောဘူးလားမောင်ပြည်သိန်းကအလွန်အရေးချင်းရှိတာငါကမြင်ကလေးကတိတယ်ဟုပြောလေသည်ရွှေရမလည်းအိမ်တွင်းသို့ဝင်၍ရေချိုးကန်းနဲ့အင်ဂျင်လဲပြီးလင်မောင်ပြည်သိန်းထံပြန်၍ရှောက်လာလေသည်မောင်ပြည်သိန်းကရွှေရမအားအသေးချာကြည့်၍အတော်ပဲဘာမှကိုမလိုဘူးကဲကဲပြန်ပြီးချွတ်လိုက်တော့ ရင်ခံနေရာမှာဗော်ကျဲလာလာလေးတွေထိုးပေးအောင်မယ်ဟုပြောလိုက်လေသည်ရွှေရုံမှာလည်းအိမ်တွင်းသူဝင်ကအင်ကြီးလဲရပြန်၏အောင်ပြည်သိန်းသည်ရွှေရုံမှာ၏အင်ကြီး၌ဗော်ကျဲများကိုထိုး၍ပေးလေသည်ရွှေရုံမှာကကိုပြည်သိန်းကအင်ကြီးကောင်းကောင်းချုပ်တတ်တာပဲဟုပြောလိုက်ရာအာကျုပ်စရာဘူရာကြီးကတင်ပေးထားတာဘူရာကြီးကိုဒီမှာခေါ်ထားသေးတယ်သူကကြာကြာမနေနိုင်ဘူးအသက်ရှူချက်တဲ့ဆိုပြီးပြန်သွားလေရဲ့ဟုမောင်ပြည်သိန်းကပြန်၍ပြောလေသည် ကိုပြည်သိမ့်တော်တော်ချမ်းသာနေပြီပဲဟုရွှေဘုံမကအရင်မရှိအဖျားမရှိစကားကိုဆိုလိုက်။ကဲမတ်ရွှေဘုံမကျုပ်ကိုယူမယ်မဟုတ်လား။ဟုမောင်ပြည်သိမ့်ကမေးလိုက်လေရာရွှေဘုံမကမျက်နာကလေးအိုသွား၏ပြီးလင်ကိုပြည်သိမ့်စိတ်ခိုင်ခိုင်ထားပြီးနားထောင်ပါဟုပြောလိုက်လေသည်။စိတ်ခိုင်ပါတယ်။ပြောမှသာပြောပါရွှေဘုံမဟုမောင်ပြည်သိမ့်ကပြောလိုက်ရာကျမရှင့်ကိုမယူနိုင်ဘူးယူလမ်းမယူခြင်းမူဒါကြောင့်ရှင်ရဲ့အသေးနှလုံးထဲမှာပဲဖြစ်ဖြစ်အုံနောက်ထဲမှာပဲဖြစ်ဖြစ် ရွှေရုံမာဆိုတဲ့အမတ်သားကလေးရှိရင်ဖြတ်ပြစ်လိုက်ပါတော့ဟုရွှေရုံမာကပြောလိုက်လေသည်။မောင်မီသိန်းသည်ရွှေရုံမာ၏အင်ကြီးကိုပေါ်ချင်များတက်နေရမှရွှေရုံမာမျက်နှာကိုမော့၍ကြည့်လိုက်လေ၏။ရွှေရုံမာဒီလိုကြည်စားတာတဖက်လူခံရခက်ပါတယ်ဟုမောင်မီသိန်းကပြန်၍ပြောလိုက်လေသည်။ကျမပတ်သူကိုမှမကြည်စားဘူးပါဘူး။အထူးသဖြင့်ကိုပြီးသိန်းတို့လူတရားကိုမကြည်စားလိုပါဘူး။ကျမစိတ်ထဲရှိတဲ့အတိုင်းပြောလိုက်တာပါဟုရွှေဘုံမာကပြန်၍ပြောလေသည် ။နောင်ပြည်သိမ်း၏မျက်နှာ၌လည်းဆွေရည်များရှက်တန်းလာလေ။ဖြူစင်ဝင်းပသောလာမင်းကြီးအားတင်ညွများဖြတ်တန်းသွားသည့်ဗမာအုံမှား၍သွားလျော်သည်။ဒီမမတ်ရွှေရုံမှာအရင်ကတော့ခမားကကျုပ်ကိုချစ်တယ်။စင်းရဲလို့မယူနိုင်ဘူးဆိုအခုရောကျုပ်ကဘလို့အပြင်းများရှိလို့ကျုပ်ကိုမယူနိုင်ရတာတော့ဟုမောင်မီသိန်းကပြောလေချမ်းသာလို့ဗျာမောင်မီသိန်းကရွှေပြုံးမမျက်နှာကိုပါဆက်အဟောင်းသားဖြင့်မော့ရွေးကြည့်လေသည် ချမ်းသာတာအပြည့်တစ်ခုဖြစ်နေပြီလားမတ်ရွှေဘုံမဟုမောင်ပြီးသိန်းကဆွေးမြေတော်လေးတန်းမြင်ပြောလိုက်အပြစ်ရဲတော့ဖောက်ပါဘူးကျမအိမ်နောက်ဘက်ဖြစ်ရွေးချယ်ရမယ့်သူကချမ်းသာတဲ့သူမဖြစ်ရဘူးဆိုတဲ့အချက်တစ်ခု ကျမရင်ထဲမှာရှိနေတယ်ဒါကြောင့်ကိုပြီးသိန်းကအဲ့ဒီအချက်နဲ့ညှိစိုးနေတဲ့အတွက်ကျမဘလုံးနည်းနဲ့မှမယူနိုင်ပါဘူးဟုရွှေဘုံမကလေးလေးနက်နက်ပြောလိုက်လေသည်မဟုတ်သေးပါဘူးမတ်ရွှေဘုံမဟိုတုန်းကတော့ကျုပ်ကဆင်းရဲခဲ့တယ် အဲ့တုန်းကမက်ရွှေဘရုံမရဲ့စိတ်ကူးကချမ်းသာတဲ့သူကိုမှယူမယ်ဆိုအဲ့ဒါကြောင့်ကျုပ်ကချမ်းသာအောင် လုပ်ခဲ့ရတာကျုပ်လည်းချမ်းသာရောခင်ဗျားကစိတ်ကူးပြောင်းသွားပြန်ပြီကျုပ်ဘယ်လိုလုပ်ရမလဲဒီဥစ္စာပစ္စည်းရဲ့စွန့်မှာဆိုကျုပ်ကစွန့်နိုင်တယ်ဒါမဲ့မက်ရွှေဘရုံမက ကျုပ်ကိုတမင်သက်သက်လှည့်စားနေတယ်လို့ထင်တယ်ဒီတက်ပေါ်ပြီးကျုပ်အလဲစားမခံနိုင်တော့ဘူးဟုမောင်ပြီသိန်းကပြက်ပြက်သားသားပြောလိုက်လေလူတွေရဲ့စိတ်ကူးဆိုတာကအတိညာဉ်တွေပေါ်မှာစိတ်ကူးရတာဟိုတော့က ျမရဲ့အတိညာဉ်ကချမ်းသာတဲ့ယောက်ျားတယောက်ကိုယူပြီးအေးအေးဆေးဆေးနေဖို့လောက်ပဲဖြစ်တယ်။အခုခါကျမရဲ့အတိညာဉ်ကအေးအေးဆေးဆေးနေတယ်ဆိုတာအထိပယ်မရှိဘူးလို့ထင်လာပြန်တယ်။ဒါကြောင့်ချမ်းချမ်းသာသာအေးအေးဆေးဆေးနေရတာကိုဝိတုကတခုလို့ကျမကထင်တယ်။ဒါကြောင့်ရှင်ကကျမယောက်ျားဖြစ်ဖို့အရေးချင်းတခုလို့နေတယ်။ရှင်ကချမ်းသာနေပြီ။ချမ်းသာခြင်းကိုကျမကညဉ့်ဉန်းတဲ့အရာလို့ထင်တယ်။ဒါကြောင့်ရှင်ကညဉ့်ဉန်းနေတယ်ဟုရွှေရမကပြောလိုက်လေရာ။မောင်မီသိန်းကဟက်ဟက်ပက်ပက်အော်ဟစ်ကြီးမောလိုက်လေသည်။ အပိနိုင်မစည်းနိုင်တဟဟရေမောနေတော့ဤမာပြီသိန်းသည်ကြည်ကျင်းနဲ့နဲ့ကြည်ရီမောနေလေသူယူတယောက်ပမာရီမောနေလေသည် အချိန်ကြာမြင့်စွာရီမောနေရာမြင်းမြကြာကြာရီမောနေသည်မသိရီချင်းရက်သွားသောအခါ၌မာပြီသိန်းတတိလင့်မေ့မျောသွားလေသည်ပြန်လေတရိယတာသောအခါတွင်မူရွှေဘုံမာသည်မရှိတော့ပေ။ဗောကျင်များတက်စင်နာသောထမသိန်းအင်းကြီးကလေးမှမူအခြားသောအထုပ်ကလေးများနှင့်အတူဇပွဲပေါ်တွင် ရှိနေလေသည်။မောင်ပြည်သိန်းကထမသိန်းအင်းကြီးကလေးကိုကြည့်၍ ရက်ဆန်လာကြည်လားရွှေဘုံမရဲ့ရွှေဘုံမရဲ့ရွှေဘုံမရဲ့ဟုသာရွှေဘုံမအမိကိုမပြီးနိုင်မစီးနိုင်ရေရွတ်ရွေနေလေသည်မိမြကြကြရေရွတ်နေသည်မသိနေသည်ဝင်သွားနေတော့ဤအမောင်တို့သည်ဖုံးလန့်လာသည် တချမ်းဆောင်နေသောလကလေးလည်းထွက်ပေါ်လာ၏ပေါင်ပြိသိန်းကမူရက်ဆက်လာကြည်လားရွှေဘုံမရဲ့ဟု ရေရွတ်မြဲတိုင်းသာရေရွတ်နေလေတော့သည်နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင် ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တူတာပါ